စိတ်ချတဲ့လက်စုံနဲ့အတိတ်ဘွားကကုသကံတွေပြန်လဲဂျိုးပေးခဲ့တဲ့မန်ယူဖျားပေးတဲ့လက်စုံဆိုပြီးတော့မချီးမွမ်းကျင်သေးပေမယ့်ဇန်နဲ့လက်မန်းစာအိုနာနာနဲ့ဘန်ဒါတို့လိုဂိုးသမားတွေထတ်တော့မိုင်အသင်းပရိသတ်တွေရဲ့ရင်ကိုအေးချမ်းမှုတွေပေးစွမ်းနိုင်ခဲ့တယ်လို့ဆိုရမှာပါပြီးခဲ့တဲ့ညကစားခဲ့တဲ့ပွဲတင်ရမိုင်အသင်းအောင်နဲ့တွေကိုအိမ်ကွင်းအော်ဒါဖို့မှာအခန့်စားသွားခဲ့ပြီးတော့ဒီရသည်ပရီးမီးယားလီဂ်မှာပထမဆုံးပေးကုန်ရှိတဲ့ပွဲတင်ကိုပိုင်ဆိုင်သွားခဲ့ကြပါတယ်မိုင်အသင်းဒီရသည်ပြိုင်ပွဲဆုံး၈ပွဲကစားထားခဲ့ပြီးတော့အောင်နဲ့တွေနဲ့မတိုင်ခင်မှာပေးကိုတွေဇက်တိုက်ခွင့်ပြုထားခဲ့တာဖြစ်ပါတယ် မိုင်သွင်းအခြေအနေကဘလောက်ထိဆိုးလဲဆိုရင်လီတူကလပ်အသင်းလို့တောင်မှပေးကိုနှစ်ကိုးထိခွင့်ပြုပေးခဲ့တာထိတော်တော်လေးအခြေအနေဆိုးခဲ့ကြဖြစ်ပြီးတော့ဒီရာသီလည်းပြီးခဲ့တဲ့ရာသီကလို့အစိမ်းမပြေမှုတွေနဲ့ထပ်ပြီးတော့ရင်ဆိုင်သွားအောင်မလားဆိုပြီးတော့ထင်မှန်ထားခဲ့ကြတာပါမိုင်သွင်းကဒီရာသီပရီးမီးယားလိခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာရှုံးပွဲ၃ပွဲ၅ပွဲ၃ပွဲနဲ့တေးရလာတစ်ပွဲထွက်ပေါ်ထားခဲ့တာဖြစ်ပြီးတော့ကြောင်းတဲ့ရဲ့ပွဲတွေမတိုင်ကြဆိုရင်မိုင်သွင်းရဲ့နိဗျအမရင်းအနာကတ်ကဝေဝါးလာခဲ့တဲ့ဒီဒရင်တွေလည်းထွက်ပေါ်ထားခဲ့တာပဲဖြစ်ပါတယ် မန်တရားနေပြသည့်နေရာတွက် cluster fabricas တို့လိုနေပြရင်လည်းဒရင်တွေထွက်ပေါ်နေခဲ့တဲ့အထိ mRNA ကိုထုတ်ပွဲသွားပွဲရှိတယ်ဆိုပြီးဒရင်တွေထွက်ပေါ်နေခဲ့တာပါဒါမှလည်းမန်ယူသင်းဟာကြောင်တက်တွေပြီးခဲ့တဲ့ညအကောင်းဆုံးပုံစံနဲ့ဧကန်ကစားခဲ့ကြပြီးပထမပိုင်းတွင်းမှာလည်းငကိုးပြတ်ဆွဲရလနဲ့တူအနာရလကိုဖော်ဆောင်ထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။မန်ယူသင်းရဲ့နိုင်ပွဲအပေါင်းလက္ခဏာတွေဆောင်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးကုဆွေပရီးမီးယားလိအင်ဂွေ၃ပွဲဆက်နိုင်ပွဲတွေဖော်ဆောင်နိုင်ခဲ့ကြသလိုဘေးကိုမရှိပွဲတင်ကိုလည်းရှာဖွေနိုင်ခဲ့ကြပြီဖြစ်ပါတယ်။မန်ယူတို့ဆိုးလာပြီးဆိုးလာပြီးနဲ့ကုဆွေတို့တွေကအင်ဂွေ၄ပွဲမှာ သုံးဝင်လိုက်တဲ့ပွဲဆုံးဆွဲရလဒ်ကိုပိုင်ဆိုင်ထားခဲ့ကြဖြစ်ပြီးဇုံနိုင်ခဲ့တဲ့ပွဲတင်ကားလည်းပရီးမီးယားလိချန်ပီယံဆုကိုရယူသွားဖို့ပြင်ပထားနေခဲ့တဲ့အာစတင်အသင်းကိုပဲဖြစ်ပါလိမ့်။ကန်နာဒီကိုအဆုံးပေးခဲ့ပြီးမန်ရွယ်ခြေစွမ်းမညံ့ခဲ့ကြဘူးလို့ဆိုရမှာဖြစ်ပြီးတော့ဆိုပါပွဲတင်ဆွမ်းဆောင်ရမန်ရွယ်ကန်ဆိုးလို့သာအဆုံးပေးသွားခဲ့ရတာပါ။အိမ်မင်းမှာသုံးပွဲဆက်နိုင်ရလဒ်ကိုပိုင်ဆိုင်ထားပြီးမယ်။မန်ရွယ်ဝေးဝင်းဆုံးတော့ရလဒ်ဆိုးတွေပိုင်ဆိုင်လိရှိတော့လည်းမြေတွေထားပါလိမ့်။မန်တန်ရဒီယာဒီမာကစားထားတဲ့ပြိုင်ပွဲဆိုဝေးကွင်း၄ပွဲမှာတပွဲမှနိုင်များသေးလို့ဝေးကွင်းနောက်ဆုံး၂ပွဲဆက်ကိုလည်းကိုးပြရလဒ်နဲ့အဆုံးတွေသာပိုင်ဆိုင်ထားရတာဖြစ်ပါလိမ့်။ မန်တင်းရာရာလက်တွေကအားစရာသိမ့်မရှိပေမဲ့အိမ်ကွင်းပွဲစဉ်တွေမှာဆိုရင်တော့မန်ရွာရာလက်ကောင်းတွေရှားဖွေထားနိုင်ကြတာကိုမြင်တွေ့ထားပါတယ်။ပြီးခဲ့ညကစားခဲ့တဲ့ကြောင်နဲ့တင်တဲ့ပွဲစဉ်မှာဆိုရင်မန်တင်းကစားမှာတော်တော်လေးကောင်းမွန်ခဲ့တာမြင်တွေ့ခဲ့ရပြီးပထမပိုင်းတွင်းမှာလည်းလိုအပ်နေတဲ့သွင်းကိုယ်တွေကိုပိုင်ဆိုင်နိုင်ခဲ့တဲ့အထိမြင်တွေ့ထားခဲ့တာပါ။မန်တင်းရဲ့နိုင်ပွဲအတွက်ချီးကျူးစရာဖြစ်စေခဲ့တဲ့ကစားမနှစ်ယောက်ရှိပါတယ်။ပထမဆုံးတစ်ယောက်ကမန်တင်းအတွက်အဖွင့်ကိုသွင်းပေးခဲ့တဲ့မေဆမောင်ပဲဖြစ်ပါတယ်။အမရင်းလက်ထက်မှာအတိအသာတိုးတက်လာတဲ့ကစားမကိုပြပါဆိုရင်မေဆမောင်လိုပြောရမှာဖြစ်ပြီးတော့သူ့ရဲ့ခြေသွမ်းပြမှုကကိုညာလူကစားမကို အရန်ကုန်စီအောင်ရှိသွားခဲ့တဲ့ထီလို့ဆိုရမှာပါ။မန်ယူသင်းရဲ့ရုပ်ချောပေးရုံနဲ့တာဝန်ကျပြီးဆိုပြီးတော့ပြောနေကြကြတယ်။မေဆမောက်ဟာခုဆိုရင်ရုပ်ချောပေးရုံနဲ့မဟုတ်တော့ပဲခြေသမ်းပြအတွင်းကိုပြရယူပေးနေခဲ့ပါပြီ။မန်မာနောက်တဲ့ကြီးကျွားမှာကခုပွဲမှာပွဲထွက်ခဲ့တဲ့ဂိုးမားလမ်မန်းစ်ပါပဲ။လမ်မန်းဆက်ဝင်ထွက်မမှန်တဲ့ဘောလုံးဖမ်းပုံကိုပေါကာကွယ်မှုတွေကအားဖို့ကောင်းပြီးတော့ပွဲပီကန်ဒီမှာမန်ယူသင်းခန်းစစ်ကအသက်လို့ရောင်းလိုက်တဲ့အခွင့်ကိုလမ်မန်းစ်ကအကောင်းဆုံးကာကွယ်သွားနိုင်ခဲ့ပါပြီ။နောက်ပြီးတော့လမ်မန်းစ်ကစီနီယာရီရှိမနေပဲနဲ့လိုအပ်လာရင်အော်ဟစ်ပြီးတော့ညွှန်ကြားတာမျိုးတွေလည်းလုပ်ခဲ့တာဖြစ်ပါတယ်။မန်ယူသင်းအတွက်ဒုတိယဂိုးတော့ဘရန်ဖို့နဲ့ပွဲတုန်းကဘဲဥကွဲခဲ့တဲ့ ဆက်စကိုကပရီးမီးယားလိနှစ်ပွဲဆက်ဖြင့်အနီးကပ်ပိတ်သွင်းပြီးမန်ယူတဲ့အတိုင်းစစ်မှုတယောက်ကနှစ်ပွဲသက်၉သွင်းနိုင်ဆိုရင်မြင်ကွင်းကိုဆက်စပါပြန်လည်မြင်တွေ့ကြရတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့လောက်ပါပဲခင်ဗျာနောက်ဗီဒီယိုမှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့လောက်ချီချီရဖို့လည်းဖိတ်ခေါ်ပါစေ။ကျွန်တော်ရဲ့ page လေးကို like and follow မနှိပ်ရသေးဘူးဆိုရင်နှိပ်သွားကြဖို့လည်းတောင်းဆိုပါရစေခင်ဗျာ။စုံလိကြည့်ပေးအတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။